အုပ်ဆုံးတင်ဆက်ပေးရမယ့်တရင်ကတော့တန်ဖြူစရအနေကြီးရွာမှာစစ်တပ်ထံကိုတော်လိုင်းရေးတပ်တွေရဲ့တရင်တွေစုံစမ်းပေးဖို့နေတဲ့အုတ်ချုပ်ရည်မှုဟောင်းစောက်အောင် ပြတ်တက်ခံရပြီးတော့တေဆုံးသွားတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။မွန်ပြည်နေတန်ဖြူစရအနေကြီးရွာမှာစစ်တပ်ထံသို့တော်လိုင်းရေးတပ်တွေရဲ့တရင် စုံစမ်းပေးဖို့နေတဲ့ကြွရအောက်ချူရီမူဟောင်းစအောင် ပြတ်သက်ခံရပြီးတော့တည်ဆုံသွားကြောင်းဒေသနေပြည်သူတွေကပြောပါတယ်အော်တိုဘားလ30ရက်နေ့မနက်7:00နာရီအချိန်မွန်ပြည်နယ်တံဖြူစရမြို့နယ်အနှင်းကြွရအုတ်ခရာဟောင်းဖြစ်သူစမ်းအောင်မှာအမိမတိလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ဖမ်းဆီးခြင်းခံရပြီးတော့ရွာပြင်ကိုခေါ်ထုတ်သွားကြောင်းယင်းနောက်ရွာအပြင်ဖက်မှာအုတ်ခရာဟောင်းစမ်းအောင်ကိုပြတ်တက်ခေးပြီးတော့ပွေချင်းပြီးတည်ဆုံသွားကြောင်းသိရှိရပါတယ် အနေကြီးပါဥက္ကရာဟောင်းဆန်းအောင်မှာစစ်တပ်ထံကိုတော်လှန်ရေးတပ်တွေတရင်စုံစမ်းပစ်ပို့နေတဲ့အပြင်ကျွေရမှာပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်မှုများလှုပ်ဆောင်နေကြောင်းစစ်မှုထမ်းလူငယ်များစုဆောင်းခြင်းစစ်မှုတမ်းကြီးကောက်ခံခြင်းတွေကိုလှုပ်ဆောင်နေသည်ဖြစ်ကြောင်းသိရှိရပါတယ်။ပြစ်ခတ်သွားတာကတော့ပင်လက်နဲ့ကင်အဖွဲလည်းမတိရသေးဘူးအုတ်ကြီးဟောင်းဆန်းအောင်ကအသက်90ဝန်းကျင်ရှိပြီးသူကစစ်တပ်နဲ့ပူးပေါင်းပြီးတော့ပြည်သူတွေကိုအနိုင်ကျင့်နေအဓိကတော်လှန်ရေးလှုပ်သူတွေကိုတရင်စုံစမ်းပြီးတော့စစ်တပ်ကိုပေးတယ်ဆိုပြီးမှ တေဒတရင်ကြီးမြစ်ကပြောပါဗျ။စအောင်တေဆုံးမှုအပေါ်နေမြခံစစ်တပ်နဲ့ရေးမြကခက်တလာရောက်ကြီးစုပြီးတော့ပြန်လီထွက်ခွာသွားကြောင်းအုတ်ကြီးဟောင်းတေဆုံးမှုအတွက်လူငယ်များမှစစ်တပ်ရဲ့ရန်တမ်းဖမ်းဆီးခံရမှာကိုစိုးရိမ်နေကြကြောင်းတေဒခံပြည်သူများကပြောဆိုကြပါဗျ။ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ပုဂ္ဂလိကဆေးယုံဆေးခန့်နေမှာ CDM ကျမကြီးဝန်ထမ်းနေကိုအလုံးမခံဖို့အမိန်ထုတ်တဲ့တောက်တာနန္ဒာဝဲမှာရုပ်မာရစ်ဆက်တဲ့စိတ်တက်တဲ့ရက်တီချက်ရှိနေ၍ကြီးမြင့်ထားတဲ့ပြည်သူကုံရီစုကိုပြန်လည်ရုပ်သိမ်းတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။ရန်ကုန်တန်းရှိပုဂ္ဂလိကဆေးယုံဆေးခန့်နေမှာ CDM ကျမကြီးဝန်ထမ်းနေကိုအလုံးမခံဖို့အမိန်ထုတ်တဲ့တောက်တာနန္ဒာဝဲဟာရုပ်မာရစ်ဆက်တဲ့စိတ်တက်တဲ့ရက်တီချက်ရှိနေ၍ပြည်သူကုံရီစုနဲ့မထိုက်တန်သူအဖြစ်ရှုတ်ချကြောင်းအမေရိကန်အခြေဆိုင်ပြည်သူကုံရီ အသိရဲ့ဘိုးအလုံးမှုဆောင်အဖွဲ့ကထုတ်ပြန်ကြေညာထားပါတယ်2015ခုနှစ်မှာပြည်သူ့ကုံရီထူးစုဖြင့်ကုန်ပြုခဲ့တဲ့ဒေါက်တာနန္ဒာဝင်းဟာတိုင်ရန်သားပြည်သူတို့ကိုအစွမ်းကုန်ဖိနှိပ်နေတဲ့ဆက်အုပ်စုရဲ့လုပ်ရမ်းများမှာအထောက်ခံအားပေးရည်တည်နေခဲ့ပြီးတော့ CDM ဆရာဝန်များ၊ဒူနာပြုများ၊ကျမ်းမာရေးဝန်ထမ်းများကိုပုဂ္ဂလိကဆေးုံများကဝန်ထမ်းအဖြစ်မခန့်အပ်ရန်ဆက်အုပ်စုအလို့ကျသူ့အခွင့်အာဏာကိုတုံ့လျက်ရှိကြောင်း ပြည်သူ့ကျမ်းမာရေးစောင့်ရှောက်မှုအပေါ်လက်လူရှုခဲ့သည့်တခင်အားရကျွန်ဘာဝပြုမှုဆောင်ရွက်ခြင်းများကြောင့်ပြည်သူ့ကုံရီအတင်းဤရွေးချယ်ရေးဆိုင်ရာမူဝါဒတရားဖြစ်တဲ့နိုင်ငံသားများနဲ့လူပောင်လောကအတွဲစံပြဖြစ်မှုအရေးချင်းမှလုံးဝသွေးဖေးနေခဲ့ပြီဖြစ်ကြောင်းပြည်သူ့ကုံရီအတင်းကထုတ်ပြန်ထားပါတယ် တောက်တာနန္ဒဝန်းနဲ့တက်ဆိုင်တဲ့အချက်လက်များကိုလည်းပြည်သူ့ကုံရီအတင်းအင်တာနက်ဆိုင်မျက်နှာမှာဖေရှားလိုက်ပြီးပြည်သူ့ကုံရီစုရှင်တဦးအဖြစ်ထိုက်တန်မှုမရှိကြောင်းတောက်တာနန္ဒဝန်းရဲ့ဆက်ရှုပ်ရွှန်ရှားဖွေရရုပ်မှရက်ဆက်တဲ့စိတ်ထားနဲ့ရက်တည်ချက်ကိုပြည်သူ့ကုံရီအတင်းကပြင်းထန်စွာဆုတ်ချထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှနန္ဒဝန်းကအော်တိုဘာလ29ရက်နေ့မှာတူနာပြူနယ်ကျမအေးဝန်ထမ်းများထုတ်ပေခံရသောကျမအေးဝန်ထမ်းများနဲ့လိုင်စင်မရှိသောကျမအေးဝန်ထမ်းတွေကိုပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာအချိန်ပိုင်းအချိန်ဖြည့်အဟာရချင်းဖြစ်စေခန္ဓာချင်းမပြုတ်လို့ရန်လှုပ်ဆောင်ခြင်းတွေးရှိပါကပုဂ္ဂလိကကျမအေးလုပ်ငန်းဆိုင်ရာဥပဒေဖြင့်အရေးယူသွားမည်ဖြစ်ပြီးတော့တက်ဆိုင်ရာပုဂ္ဂိုလ်များကိုလည်းတိစေဥပဒေများဖြင့်အရေးယူမည်ဖြစ်ကြောင်းမြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအတင်းတို့ညွှန်ကြားချက်တရထုတ်ပြန်ခဲ့ပါသည် နောက်ထပ်တင်ဆက်ပေးရမယ့်တဲ့ရင်ကတော့မြင့်ချာမြို့မှာနေရက်အတွင်းအယောက်30နီးပါးပေါ်တာဆွေးခံရတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်။မန္တလေးတိုင်းမြင့်ချာမြို့နယ်မှာနေရက်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့ပေါ်တာဆွေးဖမ်းဆီးခြင်းခံရသူအယောက်30နီးပါးရှိနေပြီဆိုပြီးမှမြင့်ချာလူထုလှုပ်ရှားမှုကော်မတီထံကတီးရပါတယ်။အော်တိုဘာလ31ရက်ည8နာရီလောက်မှာမြင့်ချာမြို့နယ်ကက်လျက်ရှိတဲ့အေးရွာကဒေသခံ10ယောက်ကျော်ကိုစစ်တပ်နဲ့ဗျူဇော့တိပူးပေါင်းတပ်တွေကပေါ်တာဆွေးဖမ်းဆီးခဲ့ပြီးတော့ဖမ်းခံရတဲ့အထက်မှာအသက်မပြေ ီသေးတဲ့ကလေးငယ်တယောက်လည်းပါဝင်တယ်လို့ဆိုပါရတယ်။အဲ့နော်သူတို့ဖမ်းဆီးထားတဲ့ဒေသခံတွေနဲ့အတူပြန်လာချင်းအမတ်စနစ်ရက်ကပြည်သူလေးယောက်ချောင်းကြည့်နေတာကိုတွေ့သွားတဲ့အတွက်အဆိုပါလေးယောက်ကိုလည်းထမှန်ဖမ်းဆီးလိုက်တယ်လို့သိရပါဗါး။ဒါပြင်နိုဝင်ဘာလ3ရက်နေ့မှာလည်းစစ်ကောင်မရှင်တပ်သားတွေက ကျုပ်ပင်ရွာကပြည်သူ၄ယောက်နဲ့တောင်ပေါ်သာရွာက၃ယောက်ကိုဖမ်းဆီးခဲ့တယ်လို့လက်မှာတွေ့တဲ့ပြည်သူတွေကိုလည်းဖမ်းဆီးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါရယ်ဖမ်းဆီးခံရတဲ့ပြည်သူတွေဟာအသက်မပြည့်သေးတဲ့လူငယ်တချို့နဲ့အသက်၂၀ဝန်းကျင်လူငယ်လူငယ်ပိုင်းတွေဖြစ်ပြီးအများစုကအမှတ်၁အမှတ်၃အမှတ်၁၂အမှတ်၁၃အမှတ်၁၅အမှတ်၁၈ရပ်ကွက်နဲ့အေးရွာကဒေသခံတွေဖြစ်တယ်လို့သိရပါရယ် အဖမ်းခံခဲ့ရတဲ့သူတွေအခုထိမလွတ်သေးဘူးပေကိုဖမ်းသွားတယ်ဆိုတာမသိသေးဘူးအဖမ်းခံခဲ့ရတဲ့ဆင်းနှစ်ကျော်တယောက်ပါသွားတယ်ဆင်းနှစ်ကျော်ဆိုပေမဲ့ရွာသားဆိုတော့လူကောင်ထွားတာပေါ့ဆိုပေမဲ့မြင့်ချန်လူထုလှူရှာမှုကော်မတီတာဝန်ရှိသူကပြောပါတယ်ဆီခံရတဲ့သူတွေနေထိုင်ရာကြေးရွာတွေဟာဆက်ကော်မရှင်တပ်စိုးမိုးတဲ့နေရာတွေဖြစ်ပြီးအေးရွာကလည်းမြင့်ချန်မြို့နဲ့လန်းတာချတယ်လို့သိရပါတယ်ပြည်သူတွေအနေနဲ့ပါမဖြစ်ပါဘူးလို့မတတ်မှတ်ကြဖို့လည်းပြောဆိုခဲ့ပါတယ် အခုဖမ်းခံရတဲ့ရွာတွေကမြင့်ချံမြူနာကရွာတွေအခုပေါ်တာဆွေးတယ်ဆိုတဲ့နေရာကစကမဆိုးမိုးတဲ့နေရာတွေ ဲ့နေရာတွေကထွက်ပြေးရှောင်ကြတာမျိုးမကြမိသေးဘူးငါတို့တော့ပေါ်တာဆွေးမခံရတော့ပါဘူးထင်ပြီးတွာလာနေကြတာတွေလို့အထက်ပါတာဝန်ခံကပြောပါတယ်ပေါ်တာဆွေးနေတဲ့ဆဲအုပ်စုဟာအော်တိုဘာလ29ရက်နေ့မှာညောင်ဦးဖက်ကနေမြင့်ချံမြို့ထဲကိုအင်အား300ဝန်းကျင်နဲ့ရောက်လာတဲ့စစ်ကြောင်းဖြစ်ပြီးတော့အဆိုပါဆဲအုပ်စုဟာစစ်ကြောင်းထိုးတာမျိုးမလုပ်တော့ပဲတေရအခန်းတွေကိုပေါ်တာဆွေးဖမ်းဆီးတာတွေလုဆောင်နေတယ်လို့သိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တဲ့ရင်ကတော့အတူအယောင်ရွေးကောက်ပွဲအပေါ်စန်းကျင်ဝေဖန်သူ88ဦးဖမ်းဆီးထားကြောင်းစစ်ကောင်မရှင်ကထုတ်ပြောတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်။အာနာဒိန်ဆက်တက်ကကျင်းပဖို့စီစဉ်နေတဲ့အတူအယောင်ရွေးကောက်ပွဲအပေါ်စန်းကျင်ဝေဖန်မိသူတွေကိုထိထိရောက်ရောက်အေးအေးယူသွားမယ့်အကြောင်းနဲ့လက်ရှိမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကိုအသုံးချပြီးဖမ်းဆီးထားသူ88ယောက်ရှိကြောင်းစစ်ကောင်မရှင်ကထုတ်ပြောပါတယ်။အော်တိုဘာလ31ရက်ကပြုတ်လုပ်တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာစစ်ကော ော်မရှင်ပြည်ထေးဝန်ကြီးတူရပိုချုပ်ကြီးထွန်းထွန်းနောင်ကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲကိုနှောရှက်ဟန်တာဖြစ်စီချင်းမှကာကွယ်ပေးရေးဥပဒေဖြင့်အော်တိုဘာလ29ရက်နေ့အထိအရေးယူဆောင်ရွက်မှု40ဦးရှိခဲ့ပြီးတော့အမျိုးသား83ဦးအမျိုးသမီး9ဦးစုစုပေါင်း88ဦးအထိအရေးယူထားပြီးဖြစ်ကြောင်းတူရပိုချုပ်ကြီးထွန်းထွန်းနောင်ကဆိုပါတယ်။စစ်ကော်မရှင်ပြန်ထမ်းထားတဲ့ရွေးကောက်ပွဲကိုနှောရှက်ဟန်တာဖြစ်စီချင်းမှကာကွယ်ပေးရေးဥပဒေဟာသူတို့ရဲ့အတူအောင်ရွေးကောက်ပွဲကိုဟန်တာနှောရှက်ဖြစ်စီရင်အနည်းဆုံးထောင်ဒဏ်၃နှစ်ကနေ အများဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့တေးတန်းအထိချမှတ်နိုင်တဲ့ဥပဒေဖြစ်ပါတယ်။တအပြင်စစ်တပ်ဟာရွေးကောက်ပွဲအတွက်ဝါဒဖြန့်ရိုက်ကူးတဲ့ခက်တမိုင်းကိုတုံဆိုင်မဲ့သူများဆက်လန်းကိုဝေဖန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒရိုက်တာမိုက်တီဒရိုက်တာစံပူထွန်းတက်လွန်ဒရိုက်တာအောင်ချမ်းလူ တရုတ်ဆောင်ကြော်ဝင်းထွန်းဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုဖမ်းဆီးအေးအေးယူထားတာဖြစ်ပါတယ်။ NUG အပါအဝင်ဒီမိုကရေစီအင်အားစုတွေကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းထားတဲ့စစ်ကောင်မရှင်အနေနဲ့ရွေးကောက်ပွဲကိုကျင်းပခွင့်မရှိကြောင်းနဲ့ပြည်သူလူထုထောက်ခံမှုမရှိတဲ့အထူးရောက်ရွေးကောက်ပွဲကိုဆက်လက်ကျင်းပတာဟာအာဏာကိုမတရားတဲ့နိလနဲ့ရယူဖို့ကြိုးပမ်းချင်တာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကြောက်ဖြူမှာစက်ကော်မရှင်ကကြီးရေလီမှာအပြင်းအထန်တိုက်ခိုက်နေပေမဲ့တိုက်ရင်လိုက်ပြုတ်တဲ့အထိအထိနာနေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ရွေးကောက်ပွဲကျင်းပမည်ဟုထုတ်ပြန်ထားတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမှာစက်ကော်မရှင်နဲ့အာရခတ်တပ်တော် AA တို့အပြင်းအထန်တိုက်ပွဲပြင်းထန်နေကြောင်းသိရှိရပါတယ်။ စမ်းချောင်းကြီးရွာနီကလပါချောင်းဝနဲ့လောင်ကွေးမှာယခုရက်ပိုင်းအတွင်းတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရပါဗါးလောင်ကွေးဖက်မှာတိုက်ပွဲပြင်းထန်နေတယ်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်တယ်အေအေကတချက်တချက်ပြန်ပစ်တာရှိတယ်အငိုက်ဖမ်းပြီးတိုက်ခိုက်လို့စစ်တပ်ကအကြရှုံများတယ်ဆိုပြီးမှကြောက်ဖြူသတင်းရင်းမြစ်ကပြောပါဗါး ပြီးခဲ့တဲ့အော်တိုဘားလ31ရက်နေ့ကအမှတ်30နှစ်ရည်တိုက်ရက်မှာတိုင်းချောင်းကျေးရွာဖက်စစ်ကြောထုတ်တက်လာတဲ့စစ်ကော်မရှင်တပ်ကို AA ကကြားဖြတ်တိုက်ခိုက်ရာစိုင်းချောင်းကျေးရွာအနီးတိုက်ပွဲဖြစ်ပွားကြောင်းသိရှိရပါတယ်။အော်ဘားတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်များစစ်ကြောတစ်ခုလုံးနီးပါးထိခိုက်ဒေဆုံးမှုရှိကြောင်းတရင်မြန်မာထံမှသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ24ရက်ကလည်း တိုင်းချောင်းအထိုင်တတ်သူစက်ကူလာတဲ့စက်ကော်မရှင်စက်ကြောင်းတိုက်ခိုက်ခံရပြီးအလောင်းပင် ကောက်ယူနိုင်ခြင်းမရှိကြောင်းသိရပါဗျ။ယခုဖြစ်ပွားနေတဲ့လမ်းခွဲအနီးတိုက်ပွဲကိုစက်ကော်မရှင်ကမြေပြင်ထိုးဆက်အပြင် drone နဲ့လေကြောင်းပစ်ကူများပါပေးထားကြောင်းသိရပါဗျ။ဒါအပြင်ရေသဌာနချုပ်မှလက်နက်ကြီးပစ်ကူနဲ့ပင်လေပြင်မှာကင်းလေသွားလာနေတဲ့စစ်တမ်းပေါ်များမှနေ၍လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်းသိရပါဗျ။အေးတပ်ဖွဲ့ဝင်များဟာ တပ်စုဟန်ပြပြီးနောက်ရှေ့သို့လာတဲ့စစ်ကော်မရှင်တပ်ကိုပိတ်ဆို့တိုက်ခိုက်တည်အတွက်စစ်ကော်မရှင်တပ်မှအရာရှိများအပါအဝင်အဖွဲ့ဝင်များအထိနာလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။